ဒုတိယအကြိမ်မှာတော့ဒီကောင်လေးကထောင်ထဲကစိတ်တဆအကျဉ်းသားကိုရန်စားဖို့သူဆုံးဖြတ်ချက်ချလိုက်တယ်။ရေဘက်မှာအနူရောင်ကပ်ပြားတက်ဆင်ထားတဲ့အကျဉ်းသားကိုရွှေ့ချက်လိုက်တယ်။ဘာကြောင့်လဲဆိုရင်ဒီအကျဉ်းသားကထောင်ထဲမှာကြောက်စရာအကောင်ဆုံးအယူတင်ရောက်ထင်းနေလိုပါပဲ။ဒီထောင်သားကိုအဆောင်နေတောင်းရှင်ကြတယ်။ဒါပေမဲ့ဒီကောင်လေးကသူ့ကိုသူတေဖို့စီစဉ်ထားတဲ့အတွက်သူ့အယူကိုရန်သွားစားတယ်။သူ့မိသားစုကိုပါဆဲတယ်။သူ့ကိုတွန်းပြီးစိတ်ဆိုးအောင်ရန်စားပါတော့တယ်။ အဲ့ချိန်မှာအယူကဓာတ်ထုတ်လာတယ်။ထိုခါကောင်လေးကမျိုးလင်ချက်တွေနဲ့ဓာတ်ကင်လက်ကိုယူပြီးသူ့လက်ဘင်းမှာထောက်ထားပေးလိုက်တယ်။ ငါကိုအမြန်တက်လိုက်လို့អော်ပြောလိုက်ပေမယ့်တက်ဖြတ်သူကကြောက်သွားပြီးမတက်ရတော့သူရက်ပေါ်ယူတဲ့သူကိုမြင်တော့ဖြည်းဖြည်းမော့လဲချကငိုကြွေးနေတော့တယ်။ဒါနဲ့သူကဒုတိယအကြံလဲမအောင်မြင်နေပါဘူး။သူအចောင်းကထောင်တစ်ခုလုံးပြန့်သွားပြီးဘသူကမှသူနာမကန့်ရတော့ဘူး။ထမင်းဝေပေးတဲ့သူတွေတောင်သူ့ကိုမကြည့်ရတော့ဘူး။သူကိုကြောက်လို့ထမင်းဟင်းတွေပါပို့ထည့်ပေးကြတယ်။ဒါပေမဲ့ဒါတွေကသူလို့ကျင်တာမဟုတ်နေဘူး။တရမတော့ထောင်ကားနေထပ်ပေးဖို့ကြိုးစားတဲ့လူတယောက်အဆောင်ရဲ့တနက်ပိတ်ခတ်မှုကြောင့်ဆုံးသွားတဲ့အကျဉ်းသားကြောင့်ကြာပြီးညနေခင်းရောက်တော့သူကကွေးမြင့်အလ ဲကိုပေးထွာလာပြီးတော့တော်ပြီးဒုတ်တစ်ချောင်းနဲ့အဆောင်တွေကိုစင်ခေါ်ခဲ့တယ်။ငါကိုပေးသက်လိုက်စားလုပ်ထော်တယ်။အဆောင်တွေကတနက်တွေနဲ့ဝိုင်းလာတော့သူကလက်ထဲကဒုတ်နဲ့ခုခံခဲ့တယ်။ထောင်အုပ်ကြီးက CCTV ကမြင်သွားပြီးမပစ်နဲ့ဒီကောင်လေးကဇလိုက်ပဲဆိုပြီးပြောလိုက်တယ်။ဒါနဲ့တတိယအကြိမ်လက်မအောင်မြင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့သူကထောင်ထဲကလူတိုင်းကြောင်းရတဲ့ CRD ဖြစ်လာခဲ့တယ်။ဇလောင်းမှုဖြစ်လာကို EPM မှာစအူရပြီးမဆန်ကြဖို့အကြံပေးလိုက်ပါတယ်။